ငလျင်အန်ရဲ့အကြောက်ပါကကေဆေးအတွက်ရဟတ်ရင်တွေဝယ်ယူသွားဖို့အစီအစဉ်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လဲနေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါရယ်ဇန်နဝါရီလ24ရက်နေ့ကနေပြည်တော် Horizon Lake View Hotel မှာပြုလုပ်ခဲ့တဲ့ငလျင်ဘေးဒဏ်ခံနိုင်တဲ့မြန်မာနိုင်ငံဖြစ်ဖို့လိုအပ်ချက်နဲ့စိန်ခေါ်မှုများအလုံးယုံဆွေးနွေးပွဲမှာမိကွန်းပြောကြားရမှာတော့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်အဲ့လိုရဟယင်တွေဝယ်ယူသွားဖို့ဒုတိယသမ္မတဦးဟင်နရီဗန်တီယူဦးဆောင်တဲ့အရေးပေါ်ကာလစီမံခန့်ခွဲရေးဘုတ်ကော်မတီမှအစီအစဉ်နေရလို့ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်မြန်မာ နိုင်ငံဟာကမ္ဘာအထူးငလျင်ကြောကြီးနှစ်ခုအနက်ကတစ်ခုဖြစ်တဲ့ Airpine ငလျင်ကြောမှကြာရောက်နေကနိုင်ငံအတွင်းငလျင်လှုပ်စေနိုင်တဲ့ပြည့်ရွေတွေရှိနေတာကြောင့်ငလျင်ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြင်းများပြီးကြိုတင်သိရှိနိုင်ခြင်းမရှိတဲ့အတွက်ငလျင်အန္တရာယ်ကြီးကြောင့်မြန်မာနိုင်ငံမှာကြာရောက်နိုင်တဲ့သဘာဝဘေးအန္တရာယ်ကြီးတွေအနက်ရေရှည်မှာငလျင်ဘေးဟာအန္တရာယ်အကြီးဆုံးဖြစ်မယ်လို့ပညာရှင်တွေကယူဆထားကြောင်းလည်းဖြီတော်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ဒါအပြင်အချိန်မရွေးဖြစ်ပေါ်လာနိုင်ပြီးပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုကာကွယ် ွဲမှုတွေကိုလက်တွေ့ကျကျနဲ့ထိထိရောက်ရောက်ဖြစ်အောင် ညာရှင်တွေလက်တွေ့အကောင့်တွေပေါ်ဆောင်ရွက်သူတွေငွေကြေးဆိုင်ရာပံ့ပိုးနိုင်သူတွေတာမကပြည်သူတရက်လုံးကပါပူးပေါင်းဆောင်ရွက်ဖို့လိုလာပြီးဖြစ်ကြောင်းနဲ့သက်ဆိုင်ရာအဖွဲ့တွေပါဝင်တဲ့ဘဟုအဆင့်မြေငလျင်ရော်ပါရဲ့အဖွဲ့အစည်းတရက်ဖွဲ့စည်းဖို့ဆောင်ရွက်သွားမယ်လို့ပြည်အောင်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ငလျင်တန်းဆန်းစစ်ချက်အသေးစိတ်လုပ်ငန်းကိုပဲခူးတောင်ငူစကိုင်းနဲ့ပြည်မျိုးတို့မှဆောင်ရွက်ခဲ့ပြီးမြို့ကြီးနှမျိုးဖြစ်တဲ့ရန်ကုန်နဲ့မန္တလေးတို့မှမြို့နယ်အလိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အဲ့လိုလှုပ်ဆောင်ရမှာတွေ့ရှိချက်ကတော့ပထဝီရှူတောင်အရာမြေငလျင် နေလုတ်ခဲ့မဲ့ဆိုရင်ရန်ကုန်နဲ့မန္တလေးမြို့ကြီးနှစ်မြို့ကအနေရကျရောက်နိုင်ဆုံးနေရာမှာရှိပြီးအင်ဂျင်နီယာရှုထောင့်ကတော့အဆောက်အဦးအမျိုးအစားတွေနဲ့သူတို့ရဲ့ခံနိုင်ရည်တွေကိုလိုက်ပြီးတော့ဆန်းစစ်နေစေဖြစ်ကရလကတော့တလနှစ်လလောက်ဆိုထွက်မယ်ထင်ပါတယ်လို့နိုင်ငံမြင်ကလင်းကော်မတီမှဒုတိယဥက္ကဋ္ဌဒေါက်တာမျိုးတန်းကပြောပါတယ်တိုင်းစစ်တီကျွန်တော်စီကများများချထားနိုင်ပြီလေအာကွိတ်မော်နီတာရီလုပ်တဲ့အခါမှာပြောစီပြီသူတပြင်းငလင်းအန်တီပြပြကုန်တွေဆွဲနေပြီဆိုရင်အဲ့ဒီအဒေတာတွေလောတာ ဆိုတော့နောက်တစ်ခုကကျွန်တော် GPS တွေရှင်းခေါ်တော့ကျွန်တော်ဆိုပါ US ကလာပြီးတော့ install လုပ်တဲ့ GPS တွေကရှင်းလုံးရှိနေတယ်နောက်တစ်ခုရှင်းလုံးဆို16ပါဒီလောက်လေးလို့ကျွန်တော်တကယ်တော့ဦးလုံးလို့ဆိုတော့ဒီမှာလည်းအပြည့်ယူကောင်းတော့များစွာရှိတယ်နောက်ဖက်ချမ်းပါလည်းဒါအားလုံးညှို့ပြနေတဲ့ supply chain ဆိုတာကိုတွေဆိုလို့ရှိရင်တိကျကျွန်တော်ဘာမှမသိကြသေးဘူးအဲ GPS network ကတော့တကယ်ကို dense ဖြစ်တယ်ကြာကြည့်ပြီးတော့ဒါတွေရရှိတယ်ကွာရှိတယ်ခဏခဏတိုက်တာလည်းစက်တယ် တကယ်ကိုတိ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 နဲ့ရာချီပြရှိနေတယ်လေရှိပြီးတော့ရတဲ့ဒီတာတွေအားလုံးကိုလည်းကျွန်တော်တို့ကတကယ်ကိုတောက်လျှောက်တူတရားနေပြီးတော့တစ်ဆက်မှတ်ပညာရှင်များနေပြီးတော့ license လုပ်ပြီးတော့ဒါတွေအားလုံးကိုကျွန်တော်ငလီအန်တင်ပြမြေပုံတွေဆွဲတဲ့အခါတောက်လျှောက်ထည့်သွင်းပြီးတော့ update လုပ်နေရမယ် မြန်မာနိုင်ငံဟာသဘာဝဘေးအန္တရာယ်ပုံမှန်ဖြစ်နေတဲ့အတွက်ပြည်သူများအားသတင်းပေးခြင်းနဲ့ပြည်သူထံမှသတင်းရယူရန်အတွက်မိုဘိုင်း application တွေ၊ hotline တွေနဲ့ဆောင်ရွက်နေပြီးသွာလာရခက်ခဲတဲ့နေရာတွေနဲ့ဝေးလံခေါင်ပြားတဲ့ဒေသတွေကအကူအညီတွေတောင်းခံနိုင်ဖို့အတွက်ကြိုမဲ့စနစ် single site ဘဏ်အလုံး60ကျော်ကိုတက်ဆင်ပေးထားတယ်လို့လည်းသိရပါတယ်။2016ခုနှစ်ဩဂတ်လ24ရက်နေ့မှာမန္တလေးမြင်းကလေးစခန်းမှာအနောက်တောင်ဘက်123မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်6မြို့ရဲ့အနောက်ဘက်12မိုင်ခန့်အကွာကိုဗဟိုပြုပြီး in-reach star scale ၆၃၈၈အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့်ဗကန်ဒေသရှိရှေးဟောင်းစီရီပတိုးသာသနိကအဆောက်အအုံတွေအပါအဝင်ပျက်စီးဆုံးရှုံးမှုတွေအများပြားဖြစ်ပေါ်ခဲ့ပါတယ်။